ိတ်ပြီးဖြောင်းမတ်တဲ့သူမဖြစ်စေနဲ့ဖြောင်းမတ်တဲ့သစ်ပင်တွေကအရင်အခုတ်လဲခံရတယ်။တင်းတို့ပောင်းဝင်းကျင်မှာအာနာတက်ပြီးစိတ်ထားနူးညံ့တဲ့ဂယုနာစိတ်တားကြီးရဲ့သူတွေကိုလည်းမြင်မှုကြမှာပါ။သူတို့ကသူများကိုကူညီပေးတတ်ကြပြီးတော့နောက်ဆုံးမှလှည့်စားခံရတာပဲမလား။ဒါဆိုရင်လူတယောက်ကစိတ်ခံစားမှုမရှိတင်ဘူးလား။သူများကိုမယုံကြည်ရတော့ဘူးလား။သူများကိုမကူညီရတော့ဘူးလား။ဂယုနာစိတ်ရှိပြီးတော့စာနာတတ်တာအပြစ်လား။တခါတော့တောအုပ်တစ်ခုထဲမှာကောင်လေးတယောက်သူ့ဒေါသစိတ်ကြောင့်လည်းသစ်ပင်တစ်ပင်ကိုလက်သီးနဲ့အချက်ပေါင်းများစွာထိုးနေပြီးတော့သူ့ဒေါသကိုပြေအောင်လုပ်ဖို့အတွက်ကြိုးစားနေတယ်။ သူ့ကိုတယောက်ယောက်ကလဲ့စားထားတာကိုခံရလိုက်ရတယ်။သူအမားတခုခုလုံးမိလို့နောင်တရနေတာကြောင့်စိတ်ညစ်နေတဲ့ပုံပဲ။သူကသူအပြစ်ပေးတဲ့အနေနဲ့လဲတစ်ပင်ကိုအဆက်မပြတ်ထိုးနှက်နေလို့သူ့လက်ကနေသွေးတွေစီးနေပါတယ်။ဒါကြောင့်လဲသူကလက်သီးနဲ့အဆက်မပြတ်ထိုးနေတော့တော်ရဲမှာရေတကုန်နဲ့ဆန်းချောင်းလေးတစ်ခုရှိတာကြောင့်လဲတော်ရဲကဆန်းချောင်းလေးစီကိုအမဲလာနေကြဖုံကြီးတပါးလေပုံမှန်လာနေကြတိုင်းအဲ့ဒီရဲ့ညနေခင်းမှာလဲရေချိုးဖို့တွေလဲကြွလာတာပေါ့ရေချိုးဖို့ကြွလာတဲ့ဖုံကြီးကလဲတစ်ပင်ကိုလက်သီးနဲ့ထိုးနေတဲ့ကောင်လေးကိုမြင်လိုက်လို့ခဏရက်လိုက်ကောင်လေးကလဲနှုတ်ကနေရေရွတ်အောင်နေပြီးတော့လက်ကလဲသွေးတွေစီးလို့ နာကျင်နေတာကိုမျက်လုံးကလည်းမျက်ရည်တွေပါစီးကြနေတာပေါ့နာကျင်နေလေးရနဲ့သူတယောက်တည်းရှိတာမလို့လေဘုန်းကြီးကလည်းခဏရက်ပြီးတော့စဉ်းစားလိုက်တယ်ဘုန်းကြီးကလည်းငါသူ့ကိုဒီတိုင်းထားခဲ့လိုက်ရင်သူသေသွားနိုင်တယ်လို့စဉ်းစားမိပေမဲ့ဘာမှမပြောသေးဘဲနဲ့တိတ်ဆိတ်စွာနဲ့ရက်နေပြီးတော့လေကောင်လေးကိုကြည့်နေလိုက်တာပေါ့ထို့သူပဲကောင်လေးကလည်းဘုန်းကြီးကိုမြင်နေပေမဲ့တစ်ပင်ကိုပဲအဆက်မပြတ်ထိုးနေလိုက်တယ်နောက်တော့ကောင်လေးကလည်းဘုန်းကြီးကိုထူးဆန်းတယ်လို့ခံစားလာပြီးတော့လေတခုခုကိုသူစဉ်းစားမိတာပေါ့ဘုန်းကြီးကငါ့ကိုဘာမှလည်းမပြောပါလားငါ့ကိုတားလည်းမတားဘူးဒီတိုင်းပဲကြည့်နေတယ်ဒါကဘာလို့ဆိုလို့ရလဲ တခုခုပဲတခုခုပဲဆိုပြီးတော့သူ့စိတ်ထဲပေါ်လာတာနဲ့တိကျင်စောင်းနဲ့လည်းဘုန်းကြီးကိုလှမ်းမိတာပေါ့ဘုန်းကြီးဘာလို့ရှေ့ဆက်မကြွသေးတာလဲဘာလို့ကျွန်တော်ကိုကြည့်နေရလဲအဲ့ဒီတော့ဘုန်းကြီးကလည်းအေးဆေးစွာနဲ့ပဲပြန်ဖြေတာပေါ့ငါမင်းကိုမတောက်ဘူးဘာမှလည်းမပြောပါဘူးငါမင်းကိုကြည့်ပဲကြည့်နေတာမင်းကငါ့ကိုပဲဘာလို့ပြန်မေးနေရလဲငါလိုပဲလေမင်းနီးနားမှာရှိတဲ့တစ်ပင်နေငှက်တွေကိုလည်းမင်းမင်းကိုကြည့်နေကြတာပဲသူတို့ကကြတော့မင်းမေးမမေးဘူးလားငါ့ကိုကြမှာဘာလို့မေးရတာလဲဖုန်းကြီးစကားဆုံးမှာတော့ကောင်လေးကလည်းဒေါသတကြီးကြေလောင်စွာနဲ့អော်ပြီးတော့ပြန်ဖြေတာပေါ့ကျွန်တော်အားလုံးကိုစိတ်ဆိုးနေတာအားလုံးကိုကျွန်တော်မုန်းတယ် လူတိုင်းကကျွန်တော်ကိုလှည့်စားနေတာကျွန်တော်ဘယ်သူမှမယုံကြည်ဘူးဖုန်းကြီးကိုကြည့်ရင်ဖြေလိုက်ပြီးတော့လည်းဖြေလို့အဆုံးမှာတအားငိုချလိုက်တာပေါ့ဖုန်းကြီးကတော့ဘာမှမပြောဘူးလို့အဲ့ဒီမှာပဲကောင်လေးကလည်းအံ့ဩစွာနဲ့ထပ်ပြီးတော့မေးလိုက်တယ်ဖုန်းမကြီးတင်းရအတော်ကိုထူးဆန်းလာပြီကျွန်တော်ငိုနေတာကိုဘာမှလည်းမပြောဘူးစိတ်လည်းမဝင်စားဘူးတင်းကဖုန်းကြီးတစ်ပါးဖြစ်ပြီးတော့စာနာစိတ်မရှိဘူးလားကောင်လေးရဲ့စကားကိုလည်းဖုန်းကြီးကအေးဆေးစွာနဲ့ပြန်ပြောတာပေါ့မင်းတို့သူများလှည့်စားသွားလို့စိတ်အားငယ်ပြီးငိုနေတာကိုငါပခုံးမှာပေးမိပြီးတော့မင်းရဲ့မျက်ရည်တွေကိုတုတ်ပေးနေတဲ့နှစ်သိမ့်ပေးလို့တော့ရတယ်ကွာဒါပေမဲ့ခဏပဲလေ နောက်တစ်ချိန်မှာစိတ်မချမ်းမြေ့စရာကြုံလာရင်မင်းဒီလိုပဲငိုနေဦးမှာပဲအခုနှစ်သိမ့်ပေးလိုက်လို့မင်းပြေတနာပြီးတော့မှမဟုတ်ပဲမင်းကိုလှည့်စားမဲ့သူတွေခွင့်ကောင်းယူမဲ့သူတွေနဲ့ပြန်ပြီးတွေ့ရမယ်အဲ့ဒီတော့မင်းရဲ့စိတ်ကိုထပ်ပြီးတော့ဒုက္ခရောက်နေအောင်ပဲဒါကြောင့်မင်းကိုမျက်ရည်တုပ်ပြီးတာထက်မင်းကိုအသိပညာတွေပေးခြင်းတယ်မင်းကိုဘယ်သူမှလှည့်စားလို့မရအောင်မင်းရဲ့ကောင်းတဲ့စိတ်ထားတွေကိုအခွင့်ကောင်းမယူနိုင်အောင်သင်ပေးခြင်းတယ်လောကမှာမင်းကိုမျက်ရည်တုပ်ပြီးမဲ့သူတွေအများကြီးရှိနိုင်ပေမဲ့အသိပညာနဲ့နားလည်မှုပေးနိုင်မဲ့သူကရှားတယ်အင်းငါဟိုနားမှာရှိတဲ့စမ်းကြောင်းလေးမှရေသွားချုံမလို့မင်းလိုက်အောင်မလား စမ်းရည်မလို့အရန်အေးတယ်ကွာမင်းလည်းရေချိုးခြင်းငါနဲ့လိုက်လို့ရမင်းဒီမှာတယောက်တည်းစိတ်ညစ်နေမဲ့ဆာငါနဲ့လိုက်ပြီးတော့စမ်းကြောင်းထဲမှာရေလိုက်ချိုးပါလားအဲ့ဒါမှမင်းရဲ့အုံနောက်မင်းနှလုံးသားခန္ဓာကိုအေးမြပြီးတော့တန်ရှင်းသွားလိမ့်မယ်ဘုန်းကြီးပြောတဲ့စကားကြောင့်လည်းကောင်လေးကလည်းဘုန်းကြီးနောက်ကိုလိုက်သွားတာပေါ့နေရောက်သားလျှောက်သွားရင်နဲ့တော်လေးကောင်ရောက်တော့လေလွန်သွားတိတ်ဆိတ်နေပြီးတော့တိတ်ရဲ့ချုပ်တွေနင်းမိတဲ့အတန်တွေဝဲကြားနေရတယ်ခဏလေးကလည်းလာပြီးညမလို့လေလာမင်းကြီးကထိန်ထိန်လင်းနေရနေတော့တစ်ခုလုံးလင်းနေရပေါ့လာမင်းကလင်းရောင်အောင်ကိုပြီးသူတို့စမ်းကြောင်းဘက်ကိုဆက်လျှောက်သွားကြတယ်တော်နေတော့မှကောင်လေးကလည်းဖုံးဖုံးရဲ့ဘဝအေးချမ်းနေတော့ဘာမှပူစရာမလို့ အပြင်လောကမှာတော့ဖုံးဖုံးသေးတဲ့အတိုင်းပဲလိန်တဲ့သူညာတဲ့သူနဲ့ကိုယ်လူရင်းနေရပဲလိန်သွားကြကျွန်တော်တို့ချစ်တဲ့သူမေတ္တာရှိတဲ့သူတွေကလှည့်စားသွားရင်လည်းအရန်ခံခတ်တာပဲတခါတခါစဉ်းစားမိတာလည်းရိုးသားပြီးတော့စိတ်ထားဖြူစင်တဲ့သူအတွက်ဒီလောကကြီးမှာနေစရာနေရာမရှိဘူးလို့ထင်မိလိန်စားလိန်ညာတဲ့လူတွေပဲနေရာတကာမှာပြည့်နေတယ်လိန်နိုင်မှလှည့်စားနိုင်မှလောကကြီးမှာနေရာရှိကျွန်တော်တို့လိုရိုးသားတဲ့သူတွေအတွက်တခြားသူတွေကိုကူညီတတ်တဲ့သူတွေကတော့အမြဲတမ်းစိတ်ထိုင်ရာရတတ်ကြတယ်လောကကြီးကအဲ့ဒီလိုပဲလားတသက်လုံးဒီလိုပဲနေသွားတော့မှလားဘုံဘုံမဲအေးကြမှာလေဗျာ ဒီလိုလူလောကကြီးကိုကြောခိုင်းပြီးတော့ကိုယ့်ဘာကိုနေယုံမယ်ဘသူမှကယူဆိုင်နေစရာမလိုဘူးဘာမှလည်းစိတ်ပူနေစရာမလိုဘူးကျွန်တော်စဉ်းစားမိတယ်ဗျကျွန်တော်လည်းဘုံကြီးဝတ်ဖို့စဉ်းစားတယ်ဘုံကြီးဝတ်ပြီးတော့ဒီလူလောကကြီးကိုကြောခိုင်းပြီးတော့လည်းအေးချမ်းစွာနဲ့ပဲနေတော့မယ်ကောင်းလေးရဲ့စကားကိုကြတော့ဘုံကြီးကလည်းမင်းထင်သလိုပဲဘုံကြီးဘောဟာအရန်လွယ်တယ်လို့မင်းထင်သလားမင်းလူသားတွေကထမင်းနှစ်နက်စားစရာကိုအေးစေးစေးရှာစားလို့ရတယ်ငါတို့ကြတော့လှူတဲ့သူရှိမှစွန်စားတခါတလေအဲ့ဒါတောင်မရဘူးလှူတဲ့သူရှိမှစားရတယ်မဟုတ်ရင်အငတ်နေရတဲ့အခါမျိုးလည်းရှိတယ် ။ဘုန်းကြီးရဲ့ဘဝမင်းထင်သလိုမဟုတ်ဘူး။ငါတို့ကလောကီလူသားတွေလို့မွေရာကရင်ကောင်းကောင်းမှမအေးအောင်။အောက်ဖက်ကျမ်းပြမှာအေးရတယ်။ပြီးတော့ရာသီဥတုဘလို့ပဲဖြစ်ဖြစ်သင်္ကန်းတက်ထိုင်နေပဲနေရတယ်။ဒါတွေကိုလွယ်တယ်လို့ထင်ရင်လေမင်းလည်းဘုန်းကြီးဝဲလို့ရပါတယ်။ထိုခါမှကောင်လေးကလည်းပြန်ပြောတာပေါ့။ဘုံဘုံပြောတာတော့မှန်ပါလေ။ဘဝဆိုတာနှစ်ဖက်စလုံးမှာယုံကန်ရတာပါ။လောကီဘဝမှာလည်းယုံကံသူလို့ဘုန်းကြီးဘဝမှာလည်းယုံကံလောကီဘဝကလည်းအိမ်အောင်ရေးမှာချမ်းသာဒုက္ခတွေရှိနေသည်ဖြင့်လှည့်စားခံရတာမျိုးတွေမရှိသေးဖြင့် ကိုလူတွေကလည်းကိုယ့်ကိုအမျက်ထုတ်တာမျိုးတွေမလုပ်သေးရဲ့ကျွန်တော်တို့ကိုလိန်ညာတာမျိုးတွေမလုပ်သေးရဲ့ဘဝကိုပျော်ရွှင်စွာနေထိုင်နိုင်တယ်မဟုတ်ရင်တော့ဘဝဟာငရဲခံရတယ်လို့ဖြစ်သွားတယ်လူလေးဖုံဖုံပြောပြမယ်ဖုံကြီးဝတ်တယ်ဆိုတာကိုယ့်စိတ်ကနေလောက်ရတာပါကိုယ့်စိတ်ကလည်းဖုံကြီးဘဝမှာအောင်မြင်ဖို့ရှေ့ဆက်ဖို့ကြိုးစားရမှာပဲအောင်မြင်နိုင်မှာတို့ဝိမဲ့မင်းကအိမ်ထဲမှာစိတ်ညစ်လို့ဖုံကြီးဘွေးရှင်နေဆိုရင်တော့လည်းမင်းရဲ့စိတ်ကူးတွေဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဒါထက်လည်းမင်းကလောကီဘဝမှာနီးလန်းနေစီကန်းနေနေမယ်ဆိုရင်သူများတွေကမင်းကိုလှည့်စားလို့မရဘူးပထမဆုံးတအားနားလေပါ လက်စားကန်ရတာဟာစိတ်သက်အားနေတဲ့သူတွေစိတ်ထိခိုက်လဘဲတဲ့သူတွေသူများကိုဒုက္ခမခံစားစေခြင်းတဲ့သူတွေပဲဖြစ်တတ်ပါတယ်အဲ့ဒီလူတွေကလည်းလက်စားခံရနိုင်ကြပိုများတယ်ဘာလို့လဲဆိုတော့လူတိုင်းကလည်းသူတို့ရဲ့ပြဿနာတွေဒုက္ခတွေအခက်ခဲတွေကိုပြောပြီးတော့သင်ရောအမျက်ထုတ်ပြီးတော့လည်းလိန်ညာလှည့်စားသွားကြမှာဖြစ်တယ်သူကလိန်နေတာလားဝမ်းနှင်းခြင်းအောင်စောင့်နေတာလားမင်းကတော့ဘဲသိမလဲဒါကြောင့်လည်းမင်းကအမှန်ပဲထင်ပြီးတော့လည်းအမြဲကူညီလိုက်တယ်မလားအကူညီပေးလိုက်ပြီးမှမင်းကိုလှည့်စားတော့တယ်ဆိုတာသိလာရတာမျိုးမဟုတ်ဘူးလားအဲ့ဒီတော့မင်းဘာဖြစ်လဲမင်းမဲစိတ်ဆင်းရဲကြေကွေးရ ဒါကြောင့်မလို့ပထမဦးဆုံးသတိထားမှာမင်းရဲ့စိတ်ထားနူးညံ့မှုကိုဘယ်သူမှမသိစေနဲ့မင်းစိတ်ထားနူးညံ့တာသူတို့သိသွားရင်မင်းကိုအမျက်ထုတ်ကြလိမ့်မယ်မင်းကစာနာတဲ့သူသူများကိုကူညီတတ်သူဆိုတာကိုဘယ်သူမှအသိမပေးနဲ့အပြင်းမှန်ခက်ထန်နေပါစေဒီတော့မှလိန်ညာဖို့စူးစမ်းတဲ့သူတွေကလည်းဒီလူကိုလိန်ဖို့စူးစမ်းနေလေအလကားပဲဘာမှပြောလို့လဲရမှာမဟုတ်ဘူးလို့ပြောရင်လည်းအကျိုးမရှိဘူးလို့အကျုံမလေးတော့ဘူးလို့ထင်ပြီးတော့လေလိန်ညာဖို့စူးစမ်းတဲ့သူတွေကတင့်စီကိုရောက်လာမှာမဟုတ်ဘူးတင်းသိထားမှာနောက်တစ်ခုကတော့လောကီလူသားတွေကသူများတွေအပေါ်မှာယုံလွယ်တတ်တယ်အဲ့ဒီယုံလွယ်တဲ့အချင်းကလည်းငါတို့ကိုထိခိုက်စေတယ်ဥပမာပြောရရင်တော့ ဆောင်မှုတာအနည်းလောက်ပဲရှိသေးတယ်ဒါကိုတယောက်ကိုတယောက်ယုံကြည်နေကြအဲ့ဒီယုံကြည်မှုကလည်းတတိယနေ့မှာပြက်တန်းပြက်တာပဲပြီးတော့လည်းလဲစားခံရတယ်ဒါကြောင့်မလို့လဲဘယ်ရောင်မဆိုဘယ်ဆက်ဆံရေးကိုမဆိုရှေ့ဆက်ဖို့အချိန်ပေးပါအချိန်နဲ့အမျှတစ်ဖက်လူရဲ့ကောင်းတဲ့အချက်ကိုစိုးတဲ့ချက်တွေကိုသိအောင်လို့လည်းစူးစမ်းအဲ့ဒီအခါမှပဲသူဟာဘလို့လူလဲဘလို့စိတ်ထားလဲကောင်းသလားစိုးသလားဆိုတာအချိန်ပေးပြီးမှသိဒါကြောင့်မလို့ဘယ်သူမှလွယ်တကူမယုံပါနဲ့နောက်ထပ်နားလည်ရမှာသူများကိုဖားတတ်တဲ့သူတွေသတိထားပါတချို့လူတွေကဖားတဲ့မြောက်တတ်တဲ့အကျင့်ရှိတယ်သူတို့ကမင်းရှိမှတော့မင်းကိုချီးမွမ်းမယ်မင်းအကြောင်းတွေကိုလည်းကောင်းတာတွေပြောမယ် မင်းကဒီလူကငါ့ကိုဘလောက်ချစ်လဲဘလောက်ကောင်းလဲလို့ထင်ပါပဲတကယ်တော့သူတို့ကမင်းရဲ့ကြိုက်ဟန်ဆောင်ပြီးတော့ဖားနေကြတာမင်းကိုလှည့်စားဖို့အတွက်နဲ့သူတို့ကလည်းအခွင့်အရေးကိုစောင့်နေတာဖြစ်တယ်မင်းကသူတို့ဖားနေတာမြောက်နေတာကိုဂယုမဆိုင်ရင်သူတို့ကသူတို့ဖားတာမြောက်တာကိုရက်သွားမှာပေါ့အတင်းကသူတို့အချိန်မှာမရှိတာကိုရှိဟန်ဆောင်မယ်ဆိုရင်တော့သူ့ကိုအတင်းကဖားဖို့မြောက်ဖို့အတွက်ခွင့်အရေးပေးတယ်လို့ဖြစ်သွားမှာပဲနောက်ထပ်စီးမင်းတစ်ခုကိုလည်းပြောပြရင်းနဲ့ဖုံဖုံကလည်းရေဒီဂွန်ဘက်ကိုညွှန်ပြသူတို့ကလည်းရေဒီဂွန်နားကိုရောက်နေပါပြီထုံလူငယ်ကလည်းသတိထားမိတာနဲ့လေအေးလေးတွေတိုက်ခတ်နေတယ် ရေနာကိုလည်းတောင်စင်းလေးတိုင်ဆင်းသွားစင်မှာတော့ဘုန်းကြီးကပြောလိုက်တယ်ကျွန်တော်တို့ဒီကုညီတဲ့နယ်ခါမှာကုညီကြတယ်မဟုတ်လားကုညီတဲ့ခါမှာလည်းငွေကြေးဖြစ်ဖြစ်ခွန်အားဖြစ်ဖြစ်အနီးနီးအမျိုးမျိုးနဲ့လည်းကုညီလေးရှိကြဒီလိုကုညီတဲ့ခါမှာတစ်ဖက်လူကလည်းနောက်တစ်ချိန်မှာပြန်ကုညီလိမ့်မယ်လို့မမျှော်လင့်မဲ့ကုညီရတယ်ဥပမာတင်ရတခြားတူတယောက်ကိုငွေကြေးချင်းငားလိုက်တယ်ဆိုပါစို့တင်ချင်းငားလိုက်လို့တင်အစဉ်ပြေတဲ့ခါမှာတင်ကိုပြန်ဆက်ခရင်တင်အတွက်စိတ်ဆင်းရဲစရာတွေဖြစ်လာပြီးတော့ဝမ်းနေရလိမ့်မယ်ထပ်ပြီးနားလေးအောင်ပြောရရင်တော့ကျွန်တော်တို့တရောင်းစားများကလည်းကျင်းနာတရားစိတ်နဲ့ငွေကြေးပစ္စည်းစားပွဲမျိုးမျိုးပေးကမ်းနေရှိကြတယ်မလား အဲ့ဒီလိုပေးကမ်းတာဟာမင်္ဂလာရှိတာပေါ့ပြီးတော့သူ့ကိုပေးလိုက်ပြီးကျုပ်တို့တွေပြင်ရလိမ့်မယ်လို့မျှော်လင့်မိတာဘာလို့လဲဆိုတော့တင်ပေးလိုက်တဲ့ငွေကြေးကတင့်အတွက်တိတ်အရေးမကြီးတဲ့ပမာဏတစ်ခုဖြစ်နေတယ်ပြီးတော့တရောင်းစားကိုပေးလိုက်တဲ့ငွေကလည်းမင်းပြန်ရမှာမဟုတ်ဘူးဒါကြောင့်မလို့တကူးတယောက်ကိုငွေကြေးကူညီတော့မယ်ဆိုရင်တင့်အတွက်ဖြည့်ဆည်းမှုမဖြစ်စေရင်သတိထားအဲ့ဒီလူကပြန်မဆက်နိုင်ခဲ့ရင်တင့်အတွက်ဝမ်းနည်းစရာမဖြစ်စေဖို့သတိထားတဲ့ ထိုစဉ်မှာတော့သူတို့နှစ်ဦးကလည်းစမ်းချောင်းကိုရောက်ရှိသွားပြီဖြစ်ပါတယ်။နှစ်ဦးစလုံးကလည်းမိမိတို့ရဲ့ဝယ်စားများကိုချော့စမ်းချောင်းရဲ့အေးများတဲ့ရေတဲကိုခုံချလိုက်။ရေသည်အလွန်အေးများလာသဖြင့်သူတို့နှစ်ဦးရဲ့ပင်ပန်းနွမ်းနယ်မှုဝမ်းနည်းမှုတွေကလည်းခဏတွင်ပျောက်ကွယ်သွားတာပေါ့။ရေချိုးပြီးတဲ့အခါမှာတော့လည်းနှစ်ဦးစလုံးကလည်းတိပင်းတစ်ပင်အောက်မှာထိုင်ပြီးတော့စကားတွေပြောတယ်။ဖုန်းကြီးကလည်းဆက်ပြီးရှင်းပြတာပေါ့။လူတွေကိုအစကတည်းကလစ်လူရှုတဲ့အောင်သင်ယူပါ။တကယ်လို့သင်သာလစ်လူရှုတဲ့သွားမယ်ဆိုရင်တော့တခုခုရလိုမှုနဲ့သင်သားကိုချင်းကပ်လာတဲ့သူတွေကိုလည်းစစ်ထုတ်ပြစ်နိုင်မှာမဟုတ်ဖြစ်ပြီးတော့လည်းသင်လူလူရှုလိုက်တာကြောင့်လည်း အဲ့ဒီလူတွေကလည်းတင့်ထံကိုတစ်ကြိမ်နှစ်ကြိမ်ခန်းလောက်သာချင်းကတ်တော့မှဖြစ်တယ်။နောက်ပိုင်းမှာတော့တင့်ကိုဝေးဝေးကနေရှောင်သွားကြတော့မှတင့်ရဲ့လူသားဆန်မှုစိတ်ထားကောင်းမှုကြောင့်ရောက်လာတဲ့သူတွေကတော့တင့်လေးလူရှုထားလဲတင့်စိတ်ရင်းကိုခံမှန်းနိုင်တာကြောင့်တင့်အနားမှာအမြဲတူရှိနေမှာဖြစ်ပြီးတော့လေစိတ်မှန်တဲ့မိတ်ဆွေတွေဖြစ်လာလိမ့်မယ်။ထို့တူပဲတင်နဲ့ယင်းဤတဲ့တငယ်ချင်းမိတ်ဆွေမှန်ရင်မကျေနပ်မှုတွေဖြစ်မယ်ယံဖြစ်မယ်ညင်းခုံမယ်။စကားများမယ်ဒါတွေရဲ့နောက်မှာတော့ခဏအကြာမှာစိတ်ဆိုးမှုတွေပြေလျော့သွားပြီးတော့တင့်အနားကိုပြန်ရောက်လာမှာ။အဒီသဘောကတော့မိသားစုသဘောအတိတ်ပဲဖြစ်တာမလို့လေတငယ်ချင်းမိတ်ဆွေတွေလည်းတူတူပဲ။ အဲဒါကြောင့်မလို့လေအစပိုင်းမှာမတည်သေးတဲ့သူများကိုလည်းလိလူရှုတတ်ဖို့သင်ယူပါအဲ့ဒီလိုလိုလိုက်ချင်းကလည်းလှည့်ပြားတတ်သူတွေလှည့်စားတတ်သူတွေကလည်းတင့်အနာကိုမကတ်နိုင်ကြတော့ဘူးဒီစကားကလည်းတော်တော်လေးကိုရေးကြည့်တယ်ကွယ်နားထောင်ဒါတွေအားလုံးသိပြီးတဲ့နောက်မှာလည်းလှည့်စားခိုင်နိုင်ရသည်ထပ်ပြီးတော့သတိထားလေးချင်းကမှတော့မျက်လုံးနားနဲ့အုံနောက်ကိုဖွင့်ထားရမှာဖြစ်ပြီးတော့သတိရှိထားအာယုံစိုက်ပြီးတော့တစ်ဖက်လူရဲ့မျက်လုံးကိုကြည့်တတ်ဖို့လိုတယ်မျက်လုံးကိုကြည့်တတ်ပြီးဆိုရင်တစ်ဖက်လူရဲ့စံနားနဲ့သဘောထားကိုဖတ်နိုင်တယ်ဒါပေမဲ့လည်းသူတို့ရဲ့မျက်လုံးနဲ့သူတို့ရဲ့အကျင့်သူတို့ရဲ့အမူအရာကိုကြည့်ယုံနေလေအားလုံးသိနေမှာပါ ကျုပ်တို့သာကိုယ့်မျက်လုံးကိုပိတ်ထားတတ်ကြတာသူ့အကြောင်းကိုလည်းသူနဲ့ပတ်သက်တဲ့တခြားသူများထံကနေစုံစမ်းသူတို့ရဲ့ဆွေမျိုးတွေထံကနေစုံစမ်းသူတို့ရဲ့မိသားစုထံကနေစုံစမ်းပါတခြားသူတွေနဲ့ရောဘလို့ဆက်ဆံတယ်လဲဆိုတာကိုလည်းစုံစမ်းဘသူ့အမလွယ်လွယ်နဲ့မယုံလိုက်ပါနဲ့ညီသူကိုမဆိုးယုံကြည်လိုက်ခြင်းမပြုပါနဲ့ကိုယ့်ကိုကျင်တဲ့အထီးလဲလေးလာစုံစမ်းပါတင်ရတူတယောက်ကိုယုံကြည်မှုထားခြင်းနဲ့ဆက်ဆံရေးတိစောက်ခြင်းနဲ့မိဆွေဖွဲ့ခြင်းနဲ့ဒါမှမဟုတ်တူတယောက်ကိုကူညီခြင်းနဲ့ဆိုရင်အပေါ်ကပြောခဲ့တဲ့အချက်တွေတိုင်းလေးလာစုံစမ်းပြီးတော့တခြားသူကလည်းသူ့ကိုဘလို့ထင်မြင်ကြောင်းသိထားသင့်ပါလေ ဒါဆိုရင်ခဏိကစပြီးတော့တင်လှည့်ပြားခံရမှာမဟုတ်တလို့နောင်တရကြရလေးလည်းမလို့တော့ပါဘူး။ဘုန်းကြီးနဲ့ကောင်လေးတို့ကလည်းစကားတွေပြောဆိုရင်းနဲ့တော်လေးကနေထွက်ခွာလာကြတာပေါ့။တော်ပြင်ဘက်ကိုရောက်တဲ့ခါမှာတော့နှစ်ဦးစလုံးကလည်းမိမိလိုရာလမ်းစီကိုထွက်ခွာသွားကြတယ်။မိစေများညီသူ့ကိုမဆိုယုံကြည်မှုထားခြင်းမပြုမီထိုသူရဲ့အကြောင်းကိုကောင်းစွာနားလည်အောင်လေ့လာပါ။အချိန်ပေးပါ။အဲ့ဒီနောက်မှာယုံကြည်လိုက်ပါ။